မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာကြီးလူလူစိန်ဝင်ရေးသားသောလောကဓမ္မကိုလွန်မြောက်သူဆိုတဲ့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘုဒ္ဓရယဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်ပြောက်သောသူရှာလင်တွေတည်သောသူကြာလင်မေ့ လူတိုင်းပြောနေကြဆိုရိုးစကားတခုပါမကြာခဏလဲကြားနေရတာမို့လွယ်လွယ်ကူကူကောက်ခါငင်ကပြောတတ်ကြမြဲဖြစ်ပါတယ်လောကဓမ္မဖြိုးဖြစ်စေတခုဖြစ်မှတ်ယူသဘောပိုက်ထားကြပါတယ်အမှန်တရားရဲ့ခြွင်းချက်လောကဓမ္မဖြစ်မှတ်ယူကြရပေမဲ့ခြွင်းချက်ဖြစ်ထားရတဲ့အခါများလည်းရှိပါသေးတယ်ဒါကြောင့်ဆိုရိုးစကားတိုင်းအကျွဲ့မဲ့မှန်တယ်လို့ယူဆလို့မရနိုင်ပါဘူးလောကဓမ္မရာအမှန်တရားကိုလွန်မြောက်တဲ့အရာလူပုဂ္ဂိုလ်များလူလောကမှာရှိစမြဲဖြစ်တယ်ဆိုကရတီတို့ပလေတိုတို့ စ်စတိုတယ်ကိုလွန်ခဲ့တာနှစ်ထောင်နဲ့ချီကြာခဲ့ပေမဲ့သူတို့အမည်နာမဟာမိမိန်ပြောက်ွယ်မသွားခဲ့ပါဘူး။ရှေးစပီးယားအလက်ဇန္ဒားဒူမာဘိုင်ရွန်ရှယ်လီတို့လွန်ခဲ့တာလည်းနှစ်ရာချီရှိခဲ့ပြီ။ဒါပေမဲ့ကမ္ဘာတစ်ခုလုံးမှာသူတို့အမည်နာမကိုတနည်းမဟုတ်တနည်းမှာထုတ်ဖော်ပြောကြားနေကြဆဲဖြစ်တယ်။မတည်တော့သူ အလားတူပဲအနန္ဒသူရိယတို့ပရိသရာဇာတို့မဲခွေတို့လှိုင်ထိုက်ကောင်တင်တို့မြောက်ရီမင်းကြီးတို့နဝရေးကြီးတို့ဆိုတဲ့အမည်နာမများဟာလည်းမြန်မာနိုင်ငံတဝန်းလုံးမှာနေ့စဉ်မပြတ်ဆိုသလိုထုတ်ဖော်ပြောကြားနေကြဆဲဖြစ်ပါတယ်။ဒီလိုပုဂ္ဂိုလ်ကြီးများဟာလောကဓမ္မကိုလွန်မြောက်သူများဖြစ်ကြတယ်။တိပရိစေတာတွေဘလောက်ပဲကြာကြာလူလောကမှာသူရဲ့အမည်နာမများဟာတည်တတ်နေမှာဖြစ်ပါတယ်။အဲ့လိုပုဂ္ဂိုလ်ကြီးများကိုမတည်သောသူလို့ဆိုရင်တော့ဆိုနိုင်ပါလိမ့်မယ်ထင်ပါတယ်။ ရန်သူကတော့လေးစားရသူ ဗမော်တရားဆိုတာကအဲ့ဒီလိုပုံကမျိုးမြန်မာနိုင်ငံသားများအဖို့တော့သူဟာဘရော့မှမသေးဘူးအများရန်ရှင်သန်တည်ထက်နေမှာဖြစ်တယ်သူ့ကိုအမတ်တရားဖြစ်နေုံများမကချစ်လဲချစ်နေကြစေဖြစ်တယ်လူလောကရဲ့သဘာဝတစ်ခုကတေမချစ်တဲ့လွမ်းတတ်ကြတယ်သူကတော့တက်ရှိထင်ရှားရှိနေစေကာလမှာတော့လူကြီးလူငယ်မျိုးလူမျိုးဘာသာမျိုးလူတန်းစားအလွာအလုံးရဲ့ချစ်ခင်ကြည်ညိုမှုကိုရရှိခဲ့သူဖြစ်တယ်ကိုကုံပြောရရင် နှစ်ပေါင်းများစွာအချိန်ချင်းခါကသူ့ကိုထောင်သွင်းအကျဉ်းချထားခဲ့သူ များတောင်မှပမော်တရားဆိုတဲ့ပုံကိုတူဦးကိုတော့လေးစားကြည်ညိုခြင်းရှိခဲ့ကြပါတယ်။နိုင်ငံရေးကဆောင်ရွက်ခဲ့ကြရတာဖြစ်ပေမဲ့လို့အဲ့ဒီလူတွေဟာလူပုဂ္ဂိုလ်အနေနဲ့တော်တော်ကို လေးလေးစားစားရှိကြပါတယ်။စာရေးစရာပမော်တရားကိုမချစ်တဲ့သူဘယ်သူမှမရှိဘူးလို့တောင်ပြောဝင်ပါတယ်။ ရှားပါလူကြီးလူကောင်းဆရာဗမော်တောင်ဟာရုပ်ရည်တန့်ပြန်တယ်လို့စိတ်လဲအမတန်တန့်ပြန်သူဖြစ်ပါတယ်။အနေတိုင်းအမတန်ရိုးဖျောက်တည်ကြည်ပြီးတစ်ဖက်သားပေါ်အလိုအမင်းကို စာနာတတ်သူဖြစ်တယ်။လူရောစိတ်ပါယဉ်ကျေးသိမ်မွေ့သူဖြစ်တယ်။ရှာရှာပါပါတွေ့ရတဲ့လူကြီးလူကောင်းတယောက်ဖြစ်ပါတယ်။လူငယ်တွေနဲ့ဆက်ဆံရမှာလဲတမားကုန်ပြလောက်တာမျိုးလုံးဝမရှိပဲဒန်းတူရည်သူသဘောထားပြောဆိုဆက်ဆံလေးရှိတယ်။ငယ်စဉ်ကတည်းကတိကျွမ်းခဲ့ရတာဖြစ်ပေမဲ့ကာလကြာရှည်စွာအတူနေအတူစားအတူသွားအတူလာလောက် ဲ့ရတဲ့ကိုကိုကျွတ်ရောက်မှသူ့အကြောင်းကို ပို့တိကြရပြီးပူလေးစားကြည်ညိုခဲ့ရတယ်။တခါတလေအယူဆမတူတာတွေကိုဆွေးနွေးညှဉ်းခုံမှုပြုကြရတဲ့အခါများမှာ ူလူကြီးလူကောင်းဆံမှုကိုပို့ပြီးတရိထားမိတယ်။အခြေတင်ပြောကြပြီဆိုရင်သူဟာဘရော့မှာငါစကားနွားရစကနိုင်လူပြောလို့မရှိဘူး။အခြားလူတွေပြောတာကိုအဆအဆုံးစိတ်ရှည်လက်ရှည်နားထောင်လေးရှိပါတယ်။လူအလုံးပြောစရာမကြံတော့ဘူးဆိုမှသူကသူ့အမြင်သဘောထားကို လေးအေးကလေးနဲ့ရှင်းပြတတ်ပါတယ်။အဲ့လိုရှင်းရမှာလဲသူ့တဘာသူ့ဝါတွေသူ့ဖတ်ခဲ့တဲ့စာအုပ်ကြီးတွေနဲ့ကင်ပေါက်လို့မရှိပါဘူး။အဲ့ဒီကာလကကျွန်တော်တို့တွေဟာ20ကျော်30လောက်ကလေးတွေသာရှိကြသေးတာပဲ။တကယ် ယ်တမ်းထိုင်ခြင်းလို့ကတော့ကြာကြာပဲညင်းနိုင်ပါလေကျွန်တော်တို့လူငယ်တွေရဲ့အားနည်းချက်ကိုဆရာကဘယ်တော့မှထိုးနှက်လို့မရှိပါဘူးစိတ်ရှည်လက်ရှည်ညင်ညင်သာသာနဲ့သာရှင်းပြဆွေးနွေးလို့ရှိပါတယ်ရွှေဥတော်ရဲ့ကိုပိုင်ဆံ ်အင်္ဂလိပ်စာတွေတိတ်ဖတ်ပြီးရှေးအင်္ဂလိပ်လူမျိုးများရဲ့လူကြီးလူကောင်းစိတ်ဓာတ်ကိုတိတ်သဘောကျနှိမ့်ချတဲ့ဆရာကြီးရွှေဦးတောင်းအားကိုတိုင်းလဲနေတာထိုင်တာစားတာတောက်တာကအစလူမှုပေါင်းသင်းဆက်ဆံရေးအထိအမတန်မှကိုစီကံတည်ကြပါတယ်လူတိုင်းကိုသူ့ကိုပိုင်ဆန်နဲ့တိုင်းမီကြည့်လေရှိပါတယ်အဲ့ဒီသူ့ကိုပိုင်ဆန်ကြောင့်တွေ့သမျှလူတိုင်းကိုသူ့သဘောတွေ့လေမရှိပါဘူးသူ့ချီးကျူးသူသူ့လေးစားသူဆိုတာမရှိသလောက်ကိုရှားပါတယ်တလောကလုံးမှာဆရာကြီးရွှေဦးတောင်းနှင်းနှင်းကာကာကြီးလေးစားသူဆိုလို့ဗုဒ္ဓ ဒါကလွဲရဲ့ဆရာကြီးတခင်ကိုတော်မိုင်းနဲ့ဆရာကြီးဘာထရန်ရက်ဆယ်နှစ်ဦးသာရှိပါတယ်။ရွှေဦးတော်ချီကျူးတဲ့သူ အဲ့ဒီလောက်ထိကိုပိုင်ဆန်တိတ်တင်းကြလွန်တိတ်မြင်လို့နဲ့ဆရာကြီးရွှေဦးတောင်းကတော့မှဆရာဗမော်တရားကိုတကက်ဂျင်တယ်မန်ပဲကွာလို့ချီးကျူးခဲ့တာဖြစ်ပါတယ်။ဒီစကားကိုအများသူကတွေ့တော့တိတ်ပြီးအေးပါလာတယ်လို့ထင်ကြမှထင်ကြပါလိမ့်မယ်။အင်မတန်မကိုစီးစနစ်ကြီးကြီးအင်မတန်မလည်းမာနကြီးလွန်နဲ့ဆရာကြီးရွှေဦးတောင်းအကြောင်းကောင်းကောင်းသိသူတယောက်အနေနဲ့တော့ဒီစကားရဲ့အလေးအနက်ကိုမှန်းဆလို့ရနိုင်ပါတယ်။ဆရာကြီးရွှေဦးတောင်းကချီးကျူးတဲ့သူဆိုလို့တကဘာလုံးမှာလက်ဆယ်ချောင်းပြည့်အောင်အောင်ရေးတွက်လို့ ရှိနိုင်ပါဘူးအုံးပင်ဆိုင်သူဆရာဘမော်တယောင်လဲလူရောစိတ်ပါစီစနေရှိသူဖြစ်ပါတယ်ကိုကိုကျိုးမနေစဉ်က နေစဉ်မမှန်ကျုံးပတ်လမ်းလျှောက်ပါတယ်တနေ့တနေ့လောက်သူ့အရာပေါ်မှာအုံးမင်ဆိုင်လေ့ကျင့်ခန်းမမှန်လုပ်ပါတယ်အုံးမင်ဆိုင်လေ့ကျင့်ခန်းလုပ်တာတွေးလီလဲပတ်မှုမျှတာစေပြီးအုံနှောက်ကြည်လင်လန်းစားစေတယ်စပေးမဖြူအောင်လဲတားဆီးကာဝယ်ပေးတယ်လို့ဆရာကပြောပြပါတယ်ထမင်းစားတဲ့အခါမှာလဲဆရာကသူတတ်မှတ်ထားတဲ့အတိုင်းတပကံပြည့်ပြည့်သာစားပါတယ် ဟင်းရှိလို့ပိုမထက်သလိုဟင်းမရှိလဲရော့မထက်ပါဘူးပုံမှန်တိုင်းဝင်အောင်စားပါတယ်ချစ်စဲလွန်စဲ ဲ့ဒီလိုစီစနစ်ရှိတာလူကြီးလူကောင်းစံနာတွေတော့လူတိုင်းကစာကိုချစ်တယ်လို့လူကိုလည်းချစ်ကြတာပါအခုဆိုရင်ဆရာကွယ်လွန်ခဲ့တာဆယ်စုနှစ်သုံးခုတိုင်ခဲ့ပါပြီဆရာကွယ်လွန်ခဲ့တဲ့လရောက်တိုင်းဆရာစာဖတ်ပရိသတ်တွေကဆရာအလွမ်းပြီးအခမ်းအနားတွေလုပ်လို့ရှိတယ်လို့မဂ္ဂဇင်းဂျာနယ်တွေကလည်းဆရာအမတ်တရအထုလုပ်တွေ ထုတ်လို့ရှိကြတယ်ဆရာကိုဘယ်သူမှမမေ့ကြဘူးချစ်ကြစေလေးစားကြည်ညိုကြစေဖြစ်တယ် ဆရာကွယ်လွန်ခြင်းကအိမ်မှာမရှိတာကြောင့်ကိုယ်တိုင်မမြင်တွေ့လိုက်ရပေမဲ့ဆရာစာပနာဝက်ဝက်ကွဲ့မြားစီကားလာကြောင်းစာတွေဖတ်ပြီးသိခဲ့ရတယ်။ဒီနေ့ထိအနေနဲ့ရက်ရက်ရှိဆရာစာဖတ်ပရိသတ်များကဆရာအမတ်တရအခမ်းအနားလေးတွေလောက်ကြတာကြားလေနဲလေဖြစ်မသွားပဲတစ်နှစ်တစ်နှစ်ထပ်ပို့ပြီးတိုးများလာတာတွေ့ရလေတော့ဆရာကိုလူတွေကတော်တော်ချစ်ကြပါလားလို့ကြည်နူးမိရပါတယ်။စာရေးအကောင်ကြီးမဟုတ်ပါဘူး။ တကယ်တော့ပြောရမယ်ဆိုရင်ဆရာကစာရေးအကောင်ကြီးမဟုတ်ပါဘူးဝိတ္ထုရေးသားခြင်းအတတ်ပညာရှုထောင့်ကကြည့်ရင်ဆရာထက်90ဆသတဲ့စာရေးဆရာတွေအများကြီးရှိပါတယ်ဆရာဝိတ္ထုတွေတော်တော်များများကပြင်းစရာကောင်းပါတယ်တချို့ဆိုရင်ဝိတ္ထုနဲ့မတူဘဲနိုင်ငံရေးကြေညာစာတမ်းနဲ့တူနေတာမျိုးတောင် ရှိပါတယ်ဒါပေမဲ့စာဖတ်ပရိသတ်တွေကမညိုညင်ပါဘူးဆရာစာတွေကိုမမတ်မောမောဖတ်နေကြမြဲဖြစ်တယ်ဆရာကိုလည်းချစ်ခင်လေးစားကြည်ညိုမြဲဖြစ်တယ် ဟောအခုတော့ဆရာမရှိတော့တာတောင် အတော်ကြပြီဆရာစာဖတ်ပရိသတ်တွေကချစ်စဲလွန်စဲလေးစားကြည်ညိုစဲဆရာအမတ်တရားပွဲတွေလှုပ်စဲလှုပ်မြဲပါပဲအဲ့ဒါဘာကြောင့်မလဲရှေရှေဝေးဝေးအဖြေရှာနေစရာမလိုပါဘူးစာရေးမကောင်းဝင်မဲ့ဆရာဟာစာကောင်းရေးသူဖြစ်လို့ပါဆရာရေးခဲ့သမျှစာတွေမှာတအုပ်မှစာဖတ်ပရိသတ်ပြည်သူလူထုကိုထိခိုက်နစ်နာစေတဲ့စာမျိုးမပါပါဘူးစာဖတ်ပရိသတ်ပြည်သူလူထုကိုဆရာဘရော့မှမစော်ကားပါဘူးဆရာဟာသူ့တကူစာကောင်းစားရတဲ့စာဖတ်ပရိသတ် က်ပြည်သူလူထုကိုဘယ်တော့မှတစ္ဆာမဖောက်ခဲ့ပါဘူး။ဆရာဘွားတလျှောက်လုံးမှာဆရာဟာပြည်သူလူထုနဲ့အတူရှိခဲ့ပါတယ်။ဆရာကပြည်သူကိုချစ်လို့ပြည်သူကဆရာကိုချစ်တာပါ။စာရေးမကောင်းပေမဲ့စာကောင်းတွေရေးလို့ပြည်သူကဆရာကိုချစ်တာပါ။ပြည်သူချစ်တဲ့ဆရာနာမည်ဟာပြည်သူတွေကြားမှာအမြဲရှိနေမှာပါ။ပြည်သူချစ်တဲ့ဆရာဘယ်တော့မှမသေးပါဘူး။ ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Coda Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။